game တဲ့ကပစ္စည်းတွေကိုတကယ်ပိုင်ခြင်းတဲ့သူတွေစိတ်ဝင်စားလောက်မဲ့ airdrop တစ်ခုကြောင့် Finance ကနေပြီးတော့မကြသေးခင်က gamer တွေသဘောကျလို့မဲ့ airdrop တစ်ခုကိုချပေးခဲ့ပါတယ်။အဲ့ဒါကတော့ Nespe ရဲ့ NSPC token တွေကို airdrop ချပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုမှာအဲ့ဒီအကြောင်းအသေးစိတ်အဖြစ် crypto maker တီလာရဲမှာလုပ်ပြီးထားတဲ့6ဒေါ်လာရမှ campaign အကြောင်းကိုလည်းတပြပြီးတော့မှဖြစ်ပါတယ်။ပထမဦးဆုံးဒီ airdrop ရဲ့ project ဖြစ်တဲ့ Nespe ဆိုတာဘာလဲဆိုတာကိုပြပြပါမယ်။ Nestbase ဆိုတာက Maple Story Game ကိုဖန်တီးရဲ့ Nestson Company ကတည်ဆောက်ထားတဲ့ Crypto Blockchain Game Project တစ်ခုပါ။ Maple Story ကို Web3 လောကတွေကိုပေါ်ဆောင်လာပြီးတော့ game တွေကို game net ကပစ္စည်းတွေကိုတကယ်ပိုင်ဆိုင်ခွင့်၊ရောင်းဝယ်ခွင့်နဲ့ Blockchain ဤပညာကိုသုံးပြီးတော့ဖန်တီးခွင့်တောင်ဟုတ်ပေးထားပါရယ်။ဥပမာပုံမှန် game တွေမှာ company တွေက game skin တွေအပါအဝင်အရာအားလုံးကိုပိုင်ဆိုင်ပါရယ်။ဆိုတော့မတော်လို့ account ပါပြတ်သွားတယ်ဆိုလို့ရှိရင်အကုန်ပါသွားမှာပါ။ Nestbase မှာတော့ကိုယ့်ရဲ့ကိုပိုင် game ခစီတွေကိုပိုင်ဆိုင် ပြီးတော့သူများကိုပါ blockchain ကနေတက်စနဲ့ NFT လိုမျိုးရှောင်းလို့ရပါတယ်။ဆိုတော့ဒီတစ်ခေါက် airdrop မှာပေးထားတဲ့ NFT ကိုဘာအတွက်အသုံးပြုလို့ရလဲ။ game day က NFT တွေကိုဝယ်ဖို့ NSPC ကိုသုံးနိုင်ပါတယ်ပြီးတော့သူတို့ကို NESO ဆိုတဲ့တုတ်ကန်လို့ခေါ်တဲ့ game တွင်သုံးငွေကြေးတစ်ခုနဲ့လဲလှယ်နိုင်ပြီးတော့နေ့စဉ် game ကစားတဲ့အခါမှာသုံးနိုင်ပါတယ်အလားရီအပြင် game address game နဲ့ game တွေမှာသုံးလို့ရတဲ့ပစ္စည်းတွေကိုဖန်တီးနိုင်ရတဲ့ solution နဲ့စူလတ်အဖြစ် NSPC တုတ်ကန်တွေကိုရှာမှာဖြစ်ပါတယ် NSPC တုတ်ကန်ကိုအချိန်ကြာလာတဲ့နဲ့အမြပူရနိုင်အောင်လို့အတိုးလိုမျိုးပေါ့နော် staking လုပ်ပြီးလဲထိမ့်သိမ်းထားနိုင်ပါတယ် USD NSPC token ရဲ့ tokenomics ကရောစုစုပေါင်း supply အနေနဲ့1 billion ရှိပါတယ်။ Binance မှာစပြီးရောင်းမဲ့ရက်ကတော့မေလ15ရက်နေ့2025မှာဖြစ်ပါတယ်။ဆိုတော့ဒီ project ကနာမည်ကြီးလာမှာလားဆိုတော့အခုတစ်ချက်သုံးသပ်ကြည့်ရအောင်ပါ။ Maple Game ကအစကတည်းကသူပရိသတ်နဲ့သူရှိပြီးသားလက်ရှိ H2 Bar ရောမှာလည်း NSPC token ဟာလူပြောများနေပါတယ်။တနည်းဆိုရင် hype တော့ရှိနေရပေါ့။ Binance နဲ့ KuCoin တို့လိုမျိုးနာမည်ကြီး exchange တွေမှာလည်း list ထားတယ်ဆိုတော့ team back ကတော်တော်လေးကို serious ဖြစ်တယ်လို့ထင်ပါတယ်။ game နဲ့ sign on game ကိုလူဆောင်များလေးလေးပိုကောင်းလေးလေးပေါ့ ဒါပေမဲ့ crypto လောကကတရားရခိုင်တော့ဘာမှကြိုပြီးတော့ပြောလို့မရတဲ့အတွက်ကြောင့်မလို့အကယ်၍ကိုကဒီကွိုင်းမဝဲစုရရှင်နေဆိုလို့ရှိရင်တော့ကိုရိုင်းလီလာပြီးမှပဲယနေ့မြုံငမ်းမှုတွေကိုလုပ်တဲ့မှာရယ်။ Okay ဒီနေ့ video မှာ highlight လုပ်ချင်တာကကြတော့ Binance ကဒီ token တွေကို airdrop အနေနဲ့ချပေးခဲ့ပါတယ်။ဆိုတော့ဘယ်လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်ဒီ token တွေကို airdrop ရမယ်ဆိုတာကိုပြပြပေးချင်ပါတယ်။ လောရမာကရရှင်ပါတယ် Binance ရဲ့ BME coin ကိုစံပတ်အနှစ်မှာ flexible ဒါမှမဟုတ် lock အရမ်ဟုတ် solution တော့ on-chain yield product တွေကိုထည့်ထားမယ်ဆိုလို့ရှိရင်တော့ဒီ coin တွေကိုရမှာပါဒါပေမဲ့အချိန်ကန့်သတ်တော့ရှိပါတယ်မြန်မာအချိန်မီလာ6ရက်မနက်6နာရီခွဲကနေပြီးတော့မီလာ10ရက်မနက်6နာရီခွဲအတွင်းဒီဟာတွေကိုထည့်ထားဘူးလို့ပါတယ်အဲ့လိုထည့်ထားမှာပဲဒီ airdrop အတွက် eligible ဖြစ်ပြီးတော့ token တွေကိုရမှာဖြစ်ပါတယ် ဒီတစ်ခါ project ပုံမမီလိုက်ဘူးဆိုလို့ရှိရင်လည်းနောက်ထပ် project တွေကိုမှုဖို့အတွက် finance ရဲ့ PME coin ကိုရှိတယ်ဆိုလို့ရှိရင်ဇမတ်အနေနဲ့မှာတော့ပြီးတော့ထည့်ထားလို့ရပါတယ်အကမရှိသေးဘူးဆိုလို့ရှိရင်တော့ crypto maker referral code ကိုသုံးပြီးတော့ဖွင့်ပြလို့ရပါတယ်။ဒီလပုံအထိကို KYC အောက်နာနဲ့3ဒေါ်လာလက်ဆိုင်ရမှာဖြစ်ပြီးတော့ trader နဲ့နောက်ထပ်3ဒေါ်လာထည့်ရမှာဖြစ်ပါတယ်။ သူရောချင်ရောအကန့်အသတ်ရှိရဖြစ်တဲ့တခြားမို့လို့မြန်မြန်လေးအကောင့်ဖွင့်ဖို့လိုပါမယ်။ဒါအပြင် CryptoMaker Binance ရဲ့ DAO ဝင် partner ဖြစ်တာဖြစ်တဲ့တခြားမို့လို့ကောက်သွင်းထားမယ်ဆိုလို့ရှိရင် Binance ပေါ်မှာတစ်သက်လုံး trading fee study pass at discount ကိုရအောင်မှဖြစ်ပါရယ်။အာ BNB လေးဝယ်ထင်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ရဲ့ PME coin တွေကလည်းဒီလိုမျိုး passive income ရှာလို့ရတာမဟုတ်ဘူး။ sport တို့မှာကျွန်တော် trading လုပ်တဲ့အချိန်မှာ finance bnb သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာအာ discount ထက်ရတယ်အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထက်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထက်ရဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထက်ရတယ်ဆိုတော့ပြောစင်တာက bnb holder တွေဆိုလို့ရှိရင် finance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တက်ကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော် ်ကိုက triple သုံးပြီးတော့ပတ်စင်အခန်ရှာဖို့စိတ်ဝင်စားရသူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကို లై ပီလေးလာထားလို့ရတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့တလောပါပဲဂိမ်းမာတွေစိုက်မယ် airdrop အပြင် crypto maker 6ဒေါ်လာရမှကံမင်းအကြောင်းကိုပါပြပြဆုံဆုံပြပြပြခဲ့တဲ့အတွက်ကြောင့်မလို့နားလည်တော့လိမ့်မယ်လို့ထင်ပါတယ်အကယ်၍ထပ်ပြီးရောမရှင်းတာရှိရဆိုလို့ရှိရင်လည်း crypto maker telegram group ကို join ပြီးရောကိုသိချင်တာကိုအသေးစိတ်လာပြီးရောမေးလို့ရပါတယ် crypto maker ပါအဗီဒီယိုမှာပြလေးကြရပါ့